အပိုင်းစတစ်ဆမှာတော့ရှင်းကပတ်စံတွေကိုခွဲလိုက်ပြီးလူခွဲကစားကြမလားလို့မေးလိုက်ပါတယ်။ဘော်လဲဆိုတော့လောင်းစားကကန်နဲ့သက်ဆိုင်လို့ပါ။လူကတော့ဝူတန်းကိုကန်နဲ့ပတ်သက်ပြီးအလောင်းစားလို့ဖို့စိန်ခုံမိတဲ့အတွက်စိတ်ညစ်နေခဲ့ပါတယ်။အဲ့ဒီချိန်ဝူတန်းကတော့တဖြည်းဖြည်းဝင်ငွေတွေကပိုတိုးလာနေခဲ့ပါတယ်။သူကကန်ကိုပဲယုံလို့မရဘူးလို့ဆိုကညင်နဲ့ဆိုင်လို့ပြောနေပြီးဆာကာမူတိုကလည်းဒါကိုလက်ခံလိုက်ပါတယ်။ဆာကာမူတိုကလူတက်တဲ့နေရာမှာလေကန်ကိုယုံရင်ယင်တည်တာပဲလို့ပြောလိုက်ပါတယ်။အရင်ကတော့သူတို့ကလူခွဲဆော့ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ရှင်းကအရင်ဆုံးဖဲကစားဖို့ဆုံးဖြတ်လိုက်ပြီးနေရာမှာဝင်ထမ်းလိုက်ပါတယ်။အဲဒီချိန်အားလုံးကရှင်းကိုကြည့်ကငနုလေးလို့ပြောနေပြီးရှင်းစီကပတ်စံတွေကိုယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကိုရှင်းကအကုန်လုံးကြားနေကြတာပါ။အဲဒီနောက်မှာတော့ရှင်းကသူ့ရှိကဖဲချက်တွေကိုယူပြီးဘာလို့ရမှာလဲဆိုတာမသိဖြစ်နေပါတယ်။ခဏကြာတော့ကြိုတင်စီရင်ထားတဲ့အတိုင်းလူကရောက်လာပြီးရှင်းကိုကစားနည်းတွေကိုသိရတယ်လို့မေးလိုက်တော့ရှင်းကမသိဘူးလို့ပြောလိုက်ပါတယ်။ဒါကြောင့်လူကရှင်းကို သူမကိုယ်တိုင်ပဲကစားမယ်လို့ပြောလိုက်ပြီးဖဲချက်တွေကိုလူပါတယ်။ နှစ်ယောက်သားလူနေချိန်ဖဲရတေကအောက်ကိုကြွားသွားပြီးတစ်ဖက်ကလူတွေကရှင်းရဲ့ကတ်တွေကိုမြင်သွားခဲ့ပါတယ်။အရန်ကိုကောင်းနေတဲ့ကတ်တွေကြောင့်တစ်ဖက်လူတွေကရှင်းကိုဝိုင်းပြီးညံများဖို့လုပ်ပါတယ်။သူတို့ကမင်းအဲ့ဒီကတ်တွေနဲ့ငါတို့ကိုမနိုင်ဘူးလို့ဆိုတာထက်ခေါ်မလားလို့မေးလိုက်ပါတယ်။ဒါပေမဲ့သူတို့ရဲ့တွေးတွေကိုကြားနေရတဲ့ရှင်းကတော့ပြောင်းလိုက်ပြီးပတ်စံနေအားလုံးကိုပို့ပြလိုက်ပြီး all in လို့ပြောလိုက်တာကြောင့်အကုန်လုံးမျိုးလုံးတွေပြူသွားခဲ့ပါတယ်။အရင်တော့မော်ရှင်းကတဖြည်းဖြည်းနိုင်ငွေတွေရလာပြီးသူကအားလုံးကိုခနဲ့နေခဲ့ပါတယ်။ဒါကြောင့်အားလုံးကရှင်းကိုဒီကောင်ကဘယ်လိုကောင်လဲလို့တွေးနေပါတယ်။ တဖက်မှာတော့ဆာကာမိုတိုက slot လဲဖို့လုပ်နေပြီးသူတို့ကိုမြင်တော့ဒိုင်းလုံးတက်သူကဝိုတန်းပြောရတဲ့လူဆိုတော့သဘောပေါက်သွားခဲ့ပါတယ်အဲ့ဒီချိန်ဆာကာမိုတိုကအနီကိုအားလုံးပုံပြီးလောင်းပြလိုက်ပါတယ်ဒါအောင်မြင်တော့ဒိုင်းအပြုံလိုက်ပြီးကိစ္စမရှိဘူးကြိုတင်စီနာရဲ့အတိုင်းကြားမိနေရကိုတန်းလိုက်နဲ့ထိန်းချုပ်လို့ရတယ်လို့တွေးနေခဲ့ပါတယ်အဲ့ဒီချိန်ဆာကာမိုတိုကတော့ပတ်စံတပြားကိုပြန်ယူထားခဲ့ပါတယ်အဲ့ဒီနောက်ဆားလဲပြီးရက်ခဏနီးမှာဆာကာမိုတိုကသူယူထားတဲ့ပတ်စံနဲ့လှည့်တဲ့တန်ကိုပြစ်လိုက်ပါတယ်ဒါကြောင့်အနီဘက်မှာရက်သွားခဲ့ပြီးဒိုင်းကလည်းမျက်လုံးပြူးသွားခဲ့ပါတယ် အဲ့ဒီချိန်တယောက်ကဝူတန်းကိုရှင်းတော့ကတဖြည်းဖြည်းဝင်းငွေရီများလာပြီလို့ပြောလိုက်ပြီးသူတို့ကညစ်ပြီးစွန့်နေတာဖြစ်မယ်လို့ပြောလိုက်ပါတယ်။ဒါကိုကြောတော့ဝူတန်းကလိုဖြစ်မယ်ဆိုတာကိုထင်မိသားလို့ဆိုကနည်းနည်းပါပါညစ်ပါစီလို့ပြောလိုက်ပါတယ်။ပြီးတော့ဝူတန်းကသူ့ရဲ့အရန်ကုန်းနဲ့အုံနှက်ကိုတုံးချပြီးနောက်ထပ်ဘာကတ်လာမလဲဆိုတာကိုတွက်ချက်နေခဲ့ပါတယ်။ပြီးတော့သူကကတ်ကိုဆွဲထုတ်လိုက်ပြီးအားလုံးကိုပြလိုက်ခါအနိုင်ငွေရီကိုထပ်သိမ်းနေခဲ့ပါတယ်။ တကယ်တော့ဟူတန်းကငငယ်လေးကညံကောင်းတဲ့ကလေးတယောက်ဖြစ်ခဲ့ပေမဲ့လက်နက်ကိုအမြင်အားကိုးတဲ့မာဖီးယားတွေကြားထဲမှာအမြဲတမ်းအနှိမ်ငံတယောက်ဖြစ်နေခဲ့ရတာပါတခြားသူတွေကဟူတန်းကိုအားနေရလို့ဆိုကဝိုင်းနိုင်ကြင်ကြချင်းလူကရောက်လာပြီးသူ့ကိုကက်တင်မိခဲ့ပါတယ်အရင်နောက်သူတို့ကစကားပြောရင်လူကဟူတန်းကလည်းသူမတို့အိမ်တော်တွေကလူပဲဆိုတော့သိသွားခဲ့ပါတယ်လူကဟူတန်းကိုဘာလို့ခံမဲခံနေရလဲလို့မေးလိုက်တော့ဟူတန်းကအခုချိန်မှာပြန်လုံးထထနောက်မှတစ်ဖြည်းဖြည်းပြန်လာစားချီရတာကပိုကောင်းတယ်လို့ပြောပါတယ် ဒါပေမဲ့သူကလူရဲ့နားမလဲလို့ပြုံးမှုတွေကိုကြည့်လိုက်ပြီးသူပြောမိနေရတဲ့အတွက်တောင်းဝန်နေခဲ့ပါတယ်။အဲဒီချိန်လူကဝူတန်းကိုညံကောင်းသားပဲလို့ပြောလိုက်ပါတယ်။ပြီးတော့လူကဝူတန်းကိုသူမရဲ့ဖေကလူတိုင်းမှာလက်နက်တစ်ခုစီရှိရလို့ပြောတာပြီးအဲဒါကလည်းဘယ်သူနဲ့မှတူနေစရာမလိုဘူးလို့ပြောကြကြောင်းပြောပြခဲ့ပါတယ်။လူရဲ့စကားကိုကြားတော့ဝူတန်းကကျဉ်းတ်တော့ခဲ့ပါတယ်။ဒါကသူ့ရဲ့ဘဝမှာပထမဆုံးချီးကျူးခံရတာဖြစ်ပြီးသူ့ရဲ့ပုံစံနဲ့ပဲယက်တီနိုင်တယ်လို့အားပေးခံရတာလည်းဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူကလူအိမ်တော်ရဲ့အကြံပေးတစ်ယောက်ထီကိုဖြစ်လာခဲ့တာပါ။ အရင်နောက်နှစ်နာရီအပြည့်ပြီးမှတော့နှစ်ဖက်ရဲ့ပတ်စံတွေကအေးတွက်တူနေခဲ့ပါတယ်။ဝူတန်းကတော့သူ့အနေနဲ့မင်းတို့ကို short တက်မိတာပဲလို့ပြောလိုက်ပါတယ်။အဲ့ဒီချိန်တယောက်ကဝူတန်းကိုစကာမတိုတို့ကိုတတ်ပြစ်လို့ရမလားလို့မေးတော့ဝူတန်းကဝင်မပါဘူးပြောပါတယ်။ဝူတန်းကစကာမတိုတို့ကိုထပ်ပြိုင်မှုပြောလိုက်ပေမဲ့စကာမတိုရောရှင်းကပါလောင်စားနဲ့ပတ်သက်ပြီးနားမလည်ခဲ့ပါဘူး။ဒါကြောင့်ဝူတန်းကစိတ်ညစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်လူကအကြံကောင်းတစ်ခုရှိရလို့ပြောလိုက်ပြီးဘာဘာဂိမ်းဆော့ဖို့ပြောလိုက်ပါတယ်။ ဝူတန်းကတစ်ဖက်ကိုလူသုံးစီလိုပြောလိုက်ပြီးစီကန်းချက်ကနောက်ဆုံးဘာဘာကတ်ချန်တဲ့သူကအရှုံးလို့ပြောလိုက်ပါတယ်။ဒါတော့ကျောင်းတော်ရှင်းကလည်းရိုးရှင်းတဲ့ကစားပွဲကိုဗောကြတော့ခဲ့ပါတယ်။ရှင်းကသူကစိတ်ဖတ်တတ်တဲ့သူမလို့ဒါကလွယ်လေးပဲလို့ဆိုကဘာဘာကတ်ကန်ကြတဲ့သူကိုရှာလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကလူရဲ့လက်ထဲမှာဖြစ်နေတာကြောင့်ရှင်းတော့ကစိတ်ညစ်သွားခဲ့ပါတယ်။အဲ့ဒီချိန်ဝူတန်းကလူစီကကတ်ကိုစောက်လိုက်ပါတယ်။လူရဲ့ပြောင်းလဲနေတဲ့အမူအရာကဝူတန်းကလူစီကနေဘာဘာကတ်ကိုတမင်ဆွဲယူလိုက်ပြီးလူစိတ်ပူနေရတွေကိုဖယ်ရှားပစ်လိုက်ပါတယ်။ဒါအောင်မင်းတို့ရှင်းကအတော်လေးစိတ်ပြတ်သွားခဲ့ပါတယ်။ အရီနာဝူတန်းကရှင်ကိုသူ့လက်ထဲကကက်ကိုဆွဲခိုင်းခဲ့ပါတယ်။ရှင်ကစိတ်ဖက်ဖို့လုပ်ပေမဲ့ရှင်ရဲ့အကြောင်းကိုသိနေတဲ့ဝူတန်းကတို့ရဲ့တွေးတွေကမျိုးစုံရှိတယ်လို့ပြောလိုက်ပြီးအကုံလုံးကိုလိုက်ဖက်နိုင်မှာမလားလို့မေးလိုက်ပါတယ်။ဒါကိုကြောက်တော့ရှင်ကအကုံလုံးကိုလိုက်ဖက်ခဲ့ပေမဲ့အရန်များလုံးနဲ့တွေးတွေကြောင့်ရှင်ကရှော့ရပြီးသတိလစ်သွားခဲ့ပါတယ်။ဒါအောင်မင်းတော့ဆာကာမူတိုနဲ့လူကစိတ်ပျက်သွားခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတို့ကဆက်ဆုံရင်စာကာမူတိုနဲ့ဝူတန်းသာကြာမှာတော့လေအရင်တော့ဝူတန်းကစာကာမူတိုရဲ့ကနက်ကထဲကဘာဘာမဟုတ်တဲ့ကပ်ကိုဆွဲဖို့လုပ်ခဲ့ပါတယ ဒါပေမဲ့ဆာကာမူတိုကလည်းပြန်ပြီးဆိုရတာကြောင့်ဝူတန်းကအားကုန်ဆွဲကိုလည်းဖော်တယ်။ဒါပေမဲ့ဆာကာမူတိုကကတ်ကိုလဲလိုက်တာကြောင့်ဝူတန်းရဲ့လက်ထက်ကိုဘာဘာကတ်ကသာပါလာခဲ့ပါတယ်။အဲဒီချိန်လက်အောင်ငယ်သားတွေကလူကိုဖမ်းလာလိုက်ပြီးအားလုံးကိုတန်းနဲ့ချိန်ထားလိုက်ပါတယ်။ဒါအောင်မြင်တော့ဝူတန်းကလမ်းသွားပြီးဘာလို့တော်လဲလို့ဆိုကလူကိုလှုပ်ပေးဖို့ပြောပေမဲ့သူလည်းတန်းနဲ့ချိန်ခံလိုက်ရပါတယ်။တယောက်ကဒီလိုရင်းပါတဲ့ပြင်ပွဲတွေမှာပါဝင်နေရတာကတော်လောက်ပြီလို့ပြောလိုက်ပါတယ်။ပြီးတော့ဝူတန်းကိုသူတို့ကမာဖီးယားတွေလိုချင်တာရှိရင်ခိုးယူလိုက်အောင်ပဲလို့ပြောလိုက်ပါတယ်။ ါတို့ကျော်တော့လူကဝူတန်းကအတော်လေးမုန်းခံနေရတာပဲဆိုတာကိုသိသွားခဲ့ပါတယ်။တစ်ဖက်မှာဝူတန်းကလည်းသူတလောက်ထိလှုပ်ပေးကြတာတွေကအားလုံးကနောက်ဆုံးတော့လကားပဲလို့တွေးကစိတ်သက်သာသွားခဲ့ပါတယ်။ဒါအောင်မင်းတို့ဆာကာမူတို့ကဝူတန်းကိုလွလွနဲ့လက်လျှော့လိုက်ပြီလားလို့ပြောလိုက်ပါတယ်။သူရဲ့စကားကြောင့်ဝူတန်းကပြန်ထရလိုက်ကအားလုံးကိုနှက်တီပစ်လိုက်တာနဲ့ပောက်ကွဲအောင်လှုပ်ထားလို့ပြောလိုက်ပါတယ်။ဒါတို့ကျော်တော့အားလုံးကလန်သွားပြီးဘယ်သူကမှနှက်တီကိုပြည့်ရတော့ပါဘူး။အဲ့ဒီချိန်ဆာကာမူတို့ကစတင်လှုပ်ရှားလိုက်ပြီးအားလုံးကိုတိုက်ခိုက်ပလိုက်ပါတယ်။ လူဟာလဲဆာကာမိုတိုကိုဝန်ကူညီပေးခဲ့ပြီးဒူမကဆာကာမိုတိုရဲ့တိုက်ခိုက်တဲ့ပုံစံတွေကိုသဘောကျသွားခဲ့ပါတယ်။နောက်ဆုံးကျန်တဲ့တယောက်ကိုဝူတန်းကတနက်နေ့ပြစ်ကလှမ်းတားလိုက်ပါတယ်။အရင်းနောက်ဝူတန်းကဆာကာမိုတိုကိုဒီပွဲမှာသူရှုံးနေလို့ဝန်ခံလိုက်ပြီးလူကိုအန်နီရဲတဲ့ကြောက်စင်မီရဲ့အတွက်ကာဝယ်ပေးဖို့ထိုက်တန်မှုလို့ပြောလိုက်ပါတယ်။အရင်းနောက်မှာတော့ဝူတန်းကသူ့ရဲ့ဂရိတိုင်းဆာကာမိုတိုကိုစူးကြီးထုတ်ထားတဲ့သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပြောပြဖို့လုပ်ပါတယ်။ဒါပေမဲ့ဘယ်သူကမှအာရုံရမနေရကြောင်းဝူတန်းကဆာကာမိုတိုကိုနားထောင်နေရလားလို့မေးလိုက်ပါတယ်။ ရှင်းကပစ္စည်းတွေကိုစီနေရင်နှာခေါင်းနာနေရလို့ပြန်ပြောလိုက်ပါတယ်။ပြီးတော့သူက April နဲ့ဖြစ်နေတဲ့ဝူတန်းကိုကြည့်ပြီး April နဲ့လိုက်သားပဲလို့စနေခဲ့ပါတယ်။ဝူတန်းကတော့သူ့လိုမာဖီးယားကြံပေးကိုစာဝန်ထမ်းလုပ်ခိုင်းတာကြောင့်ဆာကာမူတိုတို့ကိုတိတ်ကြည့်တော့ပါဘူး။အရင်နောက်မှာတော့ဝူတန်းကဆာကာမူတိုကိုမင်းကိုစူကြီးထုတ်ထားတာဆလားပဲလို့ပြောလိုက်ပါတယ်။ဒါဟုတ်ကျတော့ရှင်းတို့ကဒါဟုတ်တီထားရလို့ပြောပါတယ်။ဒါပေမဲ့ဝူတန်းကဆလားနဲ့ပတ်သက်တဲ့ဘာသတင်းမှရှိနေဘူးလို့ပြောလိုက်တော့အားလုံးကလမ်းဆုံးပြီလို့ထပြောပါတယ်။ အရေးချင်းဝူတန်းကဆာကာမိုတိုတို့ကိုစကားကိုဆုံးဖို့နားထောင်ဖို့ပြောလိုက်ပါတယ်။လွန်ခဲ့တဲ့ရက်ပိုင်းကအရှိတောင်အာရှထောင်တစ်ခုမှာထိတ်တန်းကျေးစားလူသမား၄ယောက်ကအသက်ခံရပြီးနိုင်ငံပေါ်မှာလည်းချက်ချေကအမှတ်သားရရှိခဲ့လို့ပြောလိုက်ပါတယ်။ပြီးတော့အလောင်းရောင်းတဲ့အသည့်စီကနေရတဲ့သတင်းအရအခုနောက်ပိုင်းဂျပန်ပြည်ကအလောင်းတွေမှာထူးဆန်းတဲ့အလောင်းတွေပေါဝင်လာတယ်လို့ပြောလိုက်ပါတယ်။တယောက်ကခနာကိုကိုစကားပေါဖြစ်အောင်လုပ်ခံထားရပြီးတယောက်ကတော့အသားတွေဖြုတ်ခံထားရပါတယ်။နောက်တယောက်ကတော့အပိုင်းပိုင်းဖြစ်ခံထားရပြီးတယောက်ကတော့အသားလုံးဖြစ်အောင်လုပ်ခံထားရတယ်လို့ပြောပြလိုက်ပါတယ်။ လူကဓာရီကိုကြားတော့စိတ်ပြက်နေပြီးဝူတန်းကသူတို့တွေကတေဗီလို့ခံဆောင်ပြီးဂျပန်ထဲမှာပုံဝင်နိုင်တယ်လို့ပြောတာကြောင့်သူကလူကိုပြဿနာရင်းဖြစ်ခင်ပြန်ခေါ်သွားချင်နေကြတာပါဖမ်းမတော့ဝူတန်းကထင်သားခဲ့လို့ပဲထောင်ဖောက်ပြီးလာတဲ့ထောင်သားတွေကသူတို့ကိုလှုပ်ပစ်လိုက်တဲ့သူကိုထိုင်ဆောင်နေကြပါတယ်။ဒိမ်းမချခင်မှာပဲတမင်ကောင်းကိုစောင်းလာတဲ့လူတစ်ယောက်ကရောက်လာပြီးရိုးသားအမဲစင်းကိုပေးလိုက်ပါတယ်။ဒါအိုယူကြည့်ပြီးမီနီမယ်လစ်ကတမင်ကောင်းတဲ့လူကိုဖတ်တီးတစ်ယောက်ကလည်းမင်းတို့အတွက်အန်ရရှိရလို့ထင်လာလားလို့မေးလိုက်ပါတယ်။ ဒါကိုကျတော့သမင်ခေါင်းတဲ့လူကစင်းင်းထဲကဘယ်သူ့ကိုမဆိုအထင်သေးဖို့ပြောလိုက်ပါတယ်။ဒါကြောင့် minimalist ကတလားဆိုရင်အားလုံးပြီးပြီလို့ပြောတာထွက်သွားပါတယ်။တဖက်မှာလည်းစာကာမိုတိုတို့ကလွတ်လာတဲ့လူသမားတွေကိုလိုက်ရှာပြီး slide ရဲ့သတင်းကိုမေးရမယ်လို့ပြောလိုက်ခါစာကာမိုတို season 1လေးကဇုံးသက်သွားခဲ့ပါတယ်။ကဲပရိသတ်ကြီးတို့ရေနောက်လာမယ့်ဗီဒီယိုတွေမှာဘယ်လိုမျိုးအမိုက်စားအနီမယ်ကိုတင်ဆက်ပေးသွားမလဲဆိုတာကိုတော့စောင့်မျှော်ကြည့်ရှုအားပေးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်